င်းလို့သမင်းခေါ်ကြည့်တယ်ဟုတ်ကြည့်သမင်းနေပါလေပို့ကြတယ်လာကြတယ်အဲ့တဲ့အိမ်ဝင်ကြိုက်တဲ့နေရာသွားလိုလိုလားလားနဲ့တောင်းလာရှိကြတယ်ရွာတိုင်းရွာတိုင်းနေတိုင်းနေတိုင်းမှာသူသားတွေကအဲ့လိုဖြစ်ကြတာဒီတစ်ခါကျန်းဖက်တွေကိုနိုင်နေပြီကျန်းတဲ့စီးရရောက်လုပ်ပြီးပြီဆိုလို့ရှိရင်တော့ဒီလိုဖြစ်တဲ့နော်တမလို့အပြည့်ဝတရားကိုင်းလုံးယုံကြည်မှုအပြည့်ဝရမှာပါဗျာတိုင်းရင်းသားတွေရဲ့ယုံကြည်မှုကိုလည်းရမှာပါအဲ့တော့ဦးစင်းကဘာကြောင့်အဲ့ဒီစကားပြောတာလဲဆိုလို့ရှိရင်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အိမ်တိုင်းကထမင်းခေါ်ကြွေးလောက်တဲ့အဆင့်ထိပြည်သူချစ်တော်မြမတက်မတော်ဖြစ်သွားတော့မယ်လို့ ောက်ကိုတော်ခမ်းမန်းပြောပြလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားကြပါဦးခင်ဗျာပြည်မင်္ဂလာပါဗျာဒီနေ့ဟာနေ့ရက်ဆောလာပါရေ2025ဖြစ်ပါတယ်ဗျာဒီနေ့ဦးတင်အမျိုးတွေကိုပြောချင်တာကတော့ကမ္မရော်ဒီဒီကတန်းဖက်တီကိုဖြည်းဖြည်းစီနဲ့တိတိယောက်ယောက်နဲ့နှိမ့်နေမယ်ဆိုလို့ရှိရင်ဒါပြည်သူတွေရဲ့ယုံကြည်မှုရောအားကိုးနေတဲ့ပြည်သူတွေရဲ့ယုံကြည်မှုရော အချိန်ကအကြမ်းဖက်ကိုလိုလားတဲ့ပြည်သူတွေရောပေါ့နော်ချစ်ခင်မှုညင်သာမှုကျူးရမှုကိုအဘွားဥစဉ်တို့ရွာတွေဒေသတွေမှာဆိုလို့ရှိရင်စစ်သားတွေလာတဲ့စစ်သားတွေလာလို့ရှိရင်ဥစဉ်တို့ကလေးပေါက်စားတော့မှာပေါ့နော်ဥစဉ်တက်ကခု30တဲမှာခု40တဲမှာရောက်ပြီ40တဲမှာ40ပဲထားရတော့အဲ့တော့ဥစဉ်တို့သမင်းခေါ်ကျူးတယ်ဥစဉ်သမင်းနေပါရေးပို့ကြတယ်လာကြတယ်အဲ့တဲ့အိမ်ဝင်ကြိုက်တဲ့နေရာသွားလိုလိုလားလားနဲ့တောင်းကရှိကြတယ်ရွာတိုင်းရွာတိုင်းနေတိုင်းနေတိုင်းမှာစစ်သားတွေကိုအဲ့လိုဖြစ်ကြတာဒီတစ်ခါအကြမ်းဖက်တွေကိုနိုင်နေပြီအကြမ်းတွေကိုဖြည်းဖြည်းရောက်လောက်ပြီးပြီဆိုလို့ရှိရင်တော့ ဒီလိုဖြစ်တဲ့เนาะတမလို့အပြည့်ပါတရားကိုင်းလုံးယုံကြည်မှုအပြည့်ပါရမှာပါဗျာတိုင်းသားတွေရဲ့ယုံကြည်မှုလည်းရမှာပါအဲ့ဒါဥစဉ်ကဘာကြောင့်အဲ့ဒီစကားပြောတာလဲဆိုလို့ရှိရင်တိုင်းသားတွေကအတန်ကြရတယ်ဗျာအချင်းပြေနယ်လို့တွေပါလို့ဆိုလို့ရှိရင်ဘာကြောင့်ဆိုတမလို့ကတော့မနိုင်လို့မရဘူးဒီစကားတမလို့ကမနိုင်ငါတို့ကအကြီးအကျယ်ဒုက္ခရောက်ပြီးတဲ့တမလို့နိုင်မှကိုဖြစ်မှာတမလို့ဒီအကြက်ဖက်တွေကိုနိုင်နေနိုင်မှကိုဖြစ်မှာတတိယကိုဖြစ်မှာတဲ့ငါတို့ကိုအရန်လူသွားသွားကြတယ်တဲ့ငါတို့ကိုစက်ကြီးလဲကောက်တယ်မတရားလဲလုပ်တယ်နိုင်လဲကျင်တယ်ပေါ့နော်ငါတို့သတိမိဆိုလဲနင်းမေညမေရတဲ့ အတက်ပဲပြပြ45ဆိုလဲဂွတ်ခေါ်တယ်မခေါ်လို့ရှိရင်အတက်အန်ဒီရဲ့ချိတ်ချောက်တဲ့ဟိုဘာပေါ့နော်သွားလန်းတော့ရှိတယ်တဲ့ပြန်လန်းမရှိဘူးတဲ့ဒီလိုသားသမီးတွေပေါ့ဒေလိုက်ရှင်လာလဲမသိရဘူးပေါ့ဒေလိုက်ရှင်လာမသိရတယ်ဒေတာအများတယ်ပေါ့နော်ဒေတာအများတယ်ပေါ့ဒါမျိုးတွေဒီလူတွေကတက်မတော်ကိုဒေါ်လာတောင်းတနေရပါလေဗျာဒါကဥစဉ်ကအပေါက်ကိုတော့ပေါက်ကိုတော့ကတက်မတော်ထောက်ခံတဲ့ကိုတက်မတော်ကိုဝိုင်းရနေကိုတော်မူတော့ဒီစကားတော်တာလို့ကိုယ့်ဘက်ကိုကိုရက်တယ်လို့ခဏတော့လက်မျိုးပဲလို့ပြောနေပြောလိုက်တယ်ဟုတ်ပြီဥစဉ်ကဥပမာနဲ့ပဲပြောမယ်ဗျာခင်ဗျားတို့ဒီလူတွေကဘာကြောင့်အဲ့လိုတောင်းတာလဲဆိုရင်ဥပမာဆိုကြပါစို့ ်တမတော်မှာဒီလိုတမတော်တမတော်သားတူကဒီလိုကိုအနိုင်ကျင့်တယ်။အဲတမတော်ဘူချုပ်တယောက်ရဲ့သူကပြည်သူကိုအနိုင်ကျင့်တယ်။အဲ့ဒီလိုအနိုင်ကျင့်လို့ရှင်တမတော်မှာဒီပြီးတော့ဘူချုပ်တယောက်စားတိုင်းမလားဒီပြီးတော့ဘယ်နေရာကိုတိုင်းမလဲတိုင်းမျိုးကိုတိုင်းမလားတိုက်တဲ့နေရာကိုပြည်တဲ့ကိုတိုက်တဲ့နေရာကိုစာဖို့ဖြောက်ရောက်သွားရည်ယူပေးတယ်ဖြောက်ရောက်သွားရည်ဖြောက်ရောက်သွားလုပ်ပေးတယ်။နော်ခုမှဆိုကြပါစို့ဗျာမန္တလေးအောင်မြေသာသာနဲ့မှာဉာဏ်ရတတ်မှမှုသခိုင်းမှာဖြစ်ခဲ့တယ်။ကိုယ်ကထောင်ထဲမှာလို့ဥစဉ်လို့ကြည့်ရတယ် เนาะသိရတယ်အဲ့ဒီရဲ့တော်ကဖိန်သူလာပါလားတော့မသိဘူးပေါ့ဗျာเนาะသူ့ရဲ့သူ့ကိုအများကြီးထောက်ပံ့နေသူ့ကိုအများကြီးကူညီပေးနေတယ်သူဟောဘုန်းကြီးဆရာတူတူဆရာတော်ဖရာစီဘွားတော်ကလည်းကားနဲ့လိုက်ပို့တယ်ကူညီပေးတယ်သူ့ယောက်ျားတလုံးတလုံးဖန်းကန်တလုံးလုံးဖို့ပါညာလုံးဖို့ပါပေါ့အကုန်လုံးကူညီပေးပါပေါ့ဆရာတော်ရဲ့တော့ဟိုနေပါဘူးစိတ်စိတ်ပါမှပြောပေါ့ထားပါတာအဲ့ဒီလောက်ထိနင်နာခံတဲ့ဒကာမအိမ်ဒီမှာလည်းငါပြပါဘူးအကုန်လုံးသူ့ကိုလုတ်ပေးတာပေါ့နော်အဲ့ဒါကိုသူကပါတယ်သူ့ကိုကိုဘိုးချုပ်ကတော့ဘာကတော့ဘူကတော့ ။ဟောတရားရုံးနေမှာဆိုတရားရုံးလည်းဒီကဆွဲတယ်မလားဘူး။တရားရုံးအဲ့ဒီကမှကျေးဇူးရှင်ကိုဆွဲရနော်မလားဘူး။မန္တလေးမှာဗန်အကောင့်ပိတ်ခံထားရသူတွေကိုစစ်ကောင်စီကပြန်လိုက်ဖမ်းနေ။မန္တလေးမြို့မှာရခင်ကဗန်အကောင့်ပိတ်ခံထားရတဲ့သူတွေကိုစစ်ကောင်စီကပြန်လည်ဖမ်းစီးနေပြီးမန္တလေးမှာကားအယောင်းဝယ်ပြုလုပ်သူအမျိုးသား၂ဦးလည်းဖမ်းဆီးခံထားရတယ်လို့နှိဆက်သူတွေစီကသိရပါဗါတယ်။အာနာသိမ့်ပြီးနောက်ပိုင်းဗန်အကောင့်ပိတ်ခံထားရသူတွေကို ပြီးခဲ့တဲ့မေလလောက်ကစပြီးအမှုအဟောင်းတွေနဲ့လိုက်လံဖန်ဆီးနေတာလို့သိရပါတယ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းအွန်လိုင်းငွေပေးချေမှုပေးကတဆင်ငွေဝင်ထွက်များပြီးစစ်ကောင်စီတန်လျာရှိတဲ့သူတွေရဲ့ဘဏ်အကောင့်တွေကိုပိတ်ခဲ့ပြီးယခုအခါအဲ့ဒီလူတွေကိုလိုက်လံဖန်ဆီးနေတာလို့သိရပါတယ် အများဆုံးဟာ KBZ ပေးအတုံးပြူသူတွေဖြစ်ပါတယ်။မေလနောက်ဆုံးပတ်ထဲမှာမန္တလေးမြို့ကကားအယောင်းဝယ်ပြုလုပ်သူအသက်30ဆယ်ကျော်ရွယ်အမျိုးသားနဲ့ဦးဖန်းစည်းခံခဲ့ရတာလို့သိရပါတယ်။တယောက်ကတော့အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ50ညိုက်နဲ့အမှုတင်ပြီးသွားပြီးတဲ့ဘလို့မှလိုက်မရဘူးလို့နှိဆက်သူတဦးကပြောပါတယ်။အဲ့ဒီအမျိုးသား2ဦးဟာမိတ်ဆွေတွေ ဖြစ်ကြပြီးကားအယောင်းဝယ်ပြုလုပ်တာကြောင့်ဘဏ်အကောင့်ဝေအဝင်ထွက်များပြီးတဲ့ နောက်ပံအကောင့်အပိတ်ခံခဲ့ရတာလို့သိရပါတယ်။အခုကဗန်အကောင့်ပိတ်ခံထားရသူတွေကိုအကုန်လိုက်ဖမ်းနေတာလို့ပြောတယ်။တယောက်ဆိုအကောင့်ကြီးတွေနဲ့လိုက်တာကိုမရတာလို့နီးစပ်သူတဦးကလည်းပြောပါတယ်။စစ်တပ်က PSMS နီးပညာနဲ့မလကနေမေလအတွင်းဖမ်းဆီးထားသူမန္တလေးတိုင်းအတွင်းက1685ဦးရှိတယ်လို့ထုတ်ပြန်ထားပြီးအဲ့ဒီဖမ်းဆီးခံရသူတွေထဲမှာဗန်ကောင်းပိတ်ခံထားရသူတွေလည်းပါဝင်ပါတယ် ဘာတရားရုံမှာလည်းမထီမဲ့မြင်ဘာတရားလူကြီးတရားဘာလို့လူကြီးခေးစင်ရှိလို့ဝင်းကြီးခေးစင်ရှိလို့ဘာခေးစင်ရှိလို့အမျိုးမျိုးနောက်ဆုံးဘယ်လောက်ဒီဆိုလဲအဲ့ဒီသူဒီကမ္ဘာရဲ့အိမ်ကိုငှားတယ်ငှားတယ်အိမ်ကတော့ရှစ်လပိုင်းမှာပြေးမှာပါဒါပေမဲ့အိမ်ချင်းအိမ်ငှားဆိုတာတဦးပဲငှားလို့ရမယ်နောက်တအိအိမ်ငှားနောက်တဦးငှားလို့မရဘူးဒါပေမဲ့သူကနောက်တဦးကိုဆက်ခါထားပြီဆက်ခံပေးဦးတဲ့ဒါတော့တမတော်ကတိတ်ခါတယ်တမတော်ကလူကတမတော်ကနေတိတ်ခါတယ်တမတော်ကနေအပိုင်စီဆာဆိုရက်ွက်ထဲမှာကြွေးကြော်တာပေါ့ဗျာဒါနောက်ဆုံးတော့ဦးစင်းတော့တိရတယ်ဦးတိရတော့ကဲဒါဆိုရင်ဒီကမ္ဘာကြီးဒီလိုလိုစတင်လိုက် ဒီဒီလိုဒီလိုတိုင်လိုက်နေပြီးတော့တိုင်လိုက်တယ်ဆက်ချင်းလည်းငင်းစာကြတယ်ကဲတဲ့ခါမှလည်းအဲ့မှာတိုင်မလို့ခမတော်တော်ခမစစ်တဲ့အခါမှလည်းနော်အမကျွန်တော်တို့ကဘူဘူးတွေဒုတိယဘူဘူးကြီးတွေကျွန်တော်တို့တိုင်ရမှုဆိုကျွန်တော်တို့မကြောက်နဲ့အမခုညီကိုမောင်နှမမောင်နှမရင်းလို့ရောအမလည်းဖိတ်တော့ရောအမအမမုံစားဒါကြာနာမုံကြွေးတယ်နော်ဒါကြာနာအေးစစ်စစ်ပြီးတော့ကဲအမစစ်စစ်လေးပြောပြပါဦးကျွန်တော်တို့ဒီလိုပဲမောင်နှမတွင်းတွေးတဲ့ပုံစံမျိုးပဲပြောပြနော်အမဘယ်လိုဖြစ်တာလဲဒီမှာကျွန်တော်တို့ကင်စားတော့နေပြီးတော့ချက်ချင်းကြလာတယ်အမတို့ကြောင့်ပြောတယ်တတ်မလို့မှသာလို့ရှိတယ် အဲ့လိုတိုင်းလို့ချစ်ရောက်ရောတတ်မတော်ကဝေသုံးလို့မရဘူးတတ်မတော်ရဲ့ပါဝါသုံးလို့မရဘူးငါဘာကောင်ကြီးရဲ့ကရောပါငါဘာကြီးရဲ့ကရောပါဆိုပြီးမှငါကတော့ဘာပါဆိုပြည်သူကိုအနိုင်ကျင့်လို့မရဘူးတိုင်းထျောက်သွားရေးယူပြီလေဘာတာကဟုတ်ပြီကချင်းပြည်နယ်တို့ခင်ဗျအဲ့ဒီမှာ KIA တို့ဗျာဒါနဲ့ DNA ဘလဟွာတို့ A တို့ဖြစ်သွားမယ်သူတို့အောက်ကဘုချုပ်ခွင်မော်ခင်ဗျားတို့ခင်ဗျားတို့ပြောရဲဘုချုပ်ခွင်မော်ပေါ့ဗျာခွင်မော်ပေါ့ခွင်ဆိုတော့သူကခွင်တဲ့လာဘူးဗျာဒီတပုံလက်နဲ့ကရဲတဲ့အလုပ်ကဟုတ်လားရတာရှိတာကိုသူသားတမီးတွေသူ့ဟာတွေအကုန်လုံးပြေပမှာကြတယ်နော် ဲ့သူ့အကလူတွေကလှုပ်လိုက်မယ်အနိုင်ကျစ်လိုက်မယ်အဲ့လူတိုင်းသားတွေဝမာတွေကျစ်လိုက်မယ်ဒါလို့ပြူသွားတိုင်းတိုင်းတက်ခံရမယ်လေတိုင်းလို့ရှိရင်ဖမ်းသိချုံနိုင်ခံရမယ်လေသူကမှခံရမယ်လေဒါကချင်းတိုင်းရင်တို့တိုင်းရင်သားတွေကျန်တိုင်းရင်တို့တိုင်းရင်သားအားလုံးအားလုံးဒါတွေအတိအသုံးပဲခင်ဗျားတို့ကချင်းပြည်နယ်မှာရှိနေတာကချင်းပြည်နယ်မှာတော့ကချင်းက30ရာခိုင်နှုန်းပဲရှိတယ်ကျန်သားဟာကျန်တဲ့တိုင်းရင်သားဘက်မှာအားလုံး900ရာခိုင်နှုန်းရှိတယ်ကချင်းကတော့ကချင်းပြည်လို့ကချင်းပြည်နယ်လို့ကပြောကချင်းပြည်လို့ကနည်းတယ်တိုင်းရင်သားကသူကသွေးခွဲတာမဟုတ်ဘူးနော်ဒါပြောပြခြင်းဖြစ်တယ်အဲ့ဒီလိုတိုင်းလို့ရှိရင်အတက်ခံကိုပဲရှိတယ်ပုံနည်းသူသားပဲတည်နေပြန်လာလူအောင်ရတယ်နိုင်ကျင့်တယ် မြတ် PDF အနိုင်ကျင်တာတော့နိုင်မဲ့တိုင်လို့ရတဲ့အရာမဟုတ်ဘူးဗျာလက်နက်ကန်ချင်းချင်းအနိုင်ကျင်တာတော့မှခင်ဗျားတို့စဉ်းစားကြည့်လိုက်ဗီဒီယိုအနိုင်ကျင်ဖို့ဗီဒီယိုအနိုင်ကျင်လို့တိုင်မဆိုဝေးတော့အသက်ခံဖို့ရှိတယ်ကိုနီးတူသွားပဲအေးမှလဲအေးရခွေထွင်းမြင်နိုင်6ကခင်ဗျာနိုင်ငံနိုင်ငံသားမှနေလားပြည်ပမှနေလားသူအစိုးရတူတာနေပြီအကုန်လုံးကဘုဒ္ဓသာတိုင်မလဲအေးရအနိုင်ကျင်ရခိုင်မလဲဘုဒ္ဓသာတိုင်မလဲတိုင်ရတူမရှိဘူးတိုင်ရအသက်ခံရမယ်နော်တိုင်ရပြေးရမယ်ဒါပဲရှိတယ်အဲ့ဒါကြောင့်ဒီလိုချစ်တဲ့တက်မလို့ဒီတစ်ခါ အဆုံးဖြတ်ပွဲပေါ့ဗျာဟုတ်လားအားလုံးလည်းဗမောမာဆိုလည်းအားလုံးကြားရမှာပေါ့နော်ဗမောမာဆိုလည်းတတုံးနဲ့ဇလေးနဲ့ကလေးတွေရမှာသာခေါ်ဒါဒါကြာရှုံးမှုတွေကြရဲ့အေးဒီကြရဲ့အေးတွေပေါ့နော်အေးဒီစစ်ပူပူတဲ့အေးတွေလည်းပြန်မလာဘူးပေါ့ဗျာပြန်မလာဘူးဆိုရခိုင်ပြည်နယ်ကိုပြန်မလာတော့မှာပေါ့နော်ဒါခင်ဗျကြရဲ့အေးတွေကလည်းဌာနချုပ်သူတို့ဟိုပါပေါ့နော်ဒိုင်းသာဌာနချုပ်မှာမရှိတယ်လားမရှိတယ်လားရှိပါရှာပါပါအဲ့တော့အလူလဲခံရတယ်ဖက်ကန်ကြောမှာဆိုလဲခင်ဗျားတို့ကြားတဲ့အတိုင်းပဲပေါ့နော်ကြားတဲ့အတိုင်းပဲအဲ့တော့ဒီတစ်ခါလာတက်မတော်ကြီးဟာ နော်ကျမ်းဖက်တွေကိုနှိမ်ပြီးကျမ်းဖက်တွေကိုနှိမ်နှင်းပြီးလို့အေးဆေးဖြစ်သွားရင်ပြည်သူခြေတော်တတ်မတော်ဖြစ်လာဖို့ဆိုဖြစ်လာမှာဆိုတာကိုတော့ဦးဇင်းတို့ကတရားဂိုင်တို့ယုံကြည်ပါတယ်ဗျအားလုံးတာပါပဲဗျ